မင်္ဂလာပါရှင်ဒီမှာဗောနောမိသားနဲ့မိကုန်လေက6ရွေးနေသူက1.2ဗောနော0.1.2ကိုတဲ့83ဒိန်းဈေးနဲ့ဘယ်လောက်ကြမလဲတွက်ပြပေးပါဆိုမိသားနဲ့မိကုန်လေးဖြစ်ပါတယ်ရှင်သူကဒီမှာ6ရွေး1.2ဆိုတော့တစ်ကုန်နည်းနည်းဆိုင်တော့5 0.5ဗောနောအဲ့ဒီတွဲ6ရွေးနဲ့0.5ဖြစ်ပါတယ်ရှင်အဲ့ဒီတွဲမှာမင်းတို့ကတော့မိသားနဲ့မိကုန်လေးဒါလေးဖြစ်တဲ့အတွက်ရွှေမှာဆိုလို့ရှိရင်ဒါကြက်ပဲရွေးရှိပါတယ်အဲ့ဒီထဲမှာ6ရွေးနဲ့ ်ပွိုင်းဖိုက်ဆိုလည်းဖြစ်တဲ့အတွက်ကိုကရွေးဖို့ပဲစဉ်းစားနေတက်ပဲကိုစဉ်းစားစရာအကြောင်းမရှိဘူးအဲ့အတွက်ကိုကရွေးပုံနေနေလေးရရင်တော်ပြီအဲ့အတွက်မှာကိုကရွေးအစား၁၂၈အမြောက်ရွှေဈေးဖြစ်ပါလေရှင်ဒါလေးလွယ်လွယ်ကူလေးအရင်လွယ်ကူပါရနော်အဲ့အတွက်မှာကိုကဟို၁28နေရမှာပေါ့နော်တကယ်လို့စနစ်တစ်ဆိုလို့ရှိရင်126နဲ့မြောက်ဆိုင်ရမှာဖြစ်ပါလေရှင်ဒါလေးကတော့စနစ်ဟောင်းဈေးလေးပါဒါလေးကတော့စနစ်တစ်ဈေးလေးဖြစ်ပါရှင်စနစ်တစ်ရွေးလေးဖြစ်ပါတယ်ဘာဖြစ်လို့128နဲ့လဲဆိုရင်ဒီချက်တားမှာ128ရွေးရှိလို့ 128ရင်းနဲ့စားတာဖြစ်ပါတယ်အဲ့ဒီနေရာမှာစနစ်တင်းနဲ့တွေ့မယ်ဆိုရင်126ရင်းနဲ့စားရမှာပါဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်မြေစာရေးထုတ်ပြပါရွေးနေရမှာဘာဘာရွေးလို့ရှိရလဲဆိုရင်6ရွေးပေါ့နော်6ဒသမ5ပေါ့ရှင်6ဒသမ5ပါဒါတို့5ရေးလဲဆိုလို့ရှိရင်မှာ1 2ကို5ရေးရမှာနော်6ဒသမ5အစား128အမြောင်ရွှေစင်းနေရမှာ83နင်းနေအစားထုတ်လိုက်အောင်ပါမယ်ရှင်ဒါလေးပါပဲနော်ဒါဆိုလို့ရှိရင်စတဲ့နေငွေပမာဏလေးရရှိမှဖြစ်ပါတယ် 6.5အစားတရ28အမြောက်80နဲ့3ဒိမ့်မှာဒါဆိုလို့ရှိရင်ဒါ3ဒိမ့်နဲ့9000နဲ့ခွန်3 3ဒါလေးရရှိမှဖြစ်ပါလေရှင်အရင်ကိုလည်းကိုရိုးရှင်းပါတယ်နော်ကြက်ပဲကြက်ပဲတွေမပါတဲ့အတွက်ကြက်ပဲကိုစဉ်းစားစရာမလိုရွေးလေးပဲစဉ်းစားလိုက်မယ်အာမလို့ရွေးစားတရ28အမြောက်ရွှေဈေးဒါလေးဖြစ်ပါတယ်စနစ်တင်းနဲ့တွေ့မယ်ဆိုရင်ရွေးစားတရ26အမြောက်ရွှေဈေးဒါလေးဖြစ်ပါလေရှင်ကျေးဇူးများရေးတင်ပါတယ်